အားလုံးပဲမင်္ဂလာပါရှင်။ခုနေ့ကတော့ရွှေကြည်စနစ်ကင်းလေးလှုပ်ရှားဖြစ်တယ်။ရွှေကြည်စနစ်ကင်းလေးကလှောရတာလည်းအရန်ကိုလွယ်ကူရွှေ့ရှင်းပြီးတော့အရသာရှိတဲ့မုန်လေးဖြစ်တဲ့အတွက်အားလုံးပဲလိုက်လှုပ်ရှားကြည့်ပါနော်။အားဆိုရင်စနစ်ကင်းလေးကိုဘယ်လိုလုပ်တယ်ဆိုတာကိုဗီဒီယိုလေးမှာဆက်ပြီးတော့ဆုံးကြမယ်နော်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါအောင်နော်။အခုဆိုရင် channel လေးက subscribe လေးနဲ့နေတဲ့အတွက်ကျေးဇူးပြုပြီးတော့ subscribe လေးလုပ်ပေးသားကြပါအောင်ရှင်။ ရွှေကြည်မုံရွှေကြည်မုံ400ဂရမ်အရင်ဆုံးလျှော်မယ်နော်ရွှေညိုရောင်တန်းလာတဲ့အထိရေရေအေးနဲ့လျှော်ပါမယ်နော်အင်းရွှေကြည်မုံလေးတွေလျှော်ထားတာမှုပြီးတော့ရွှေညိုရောင်လေးတန်းလာပြီဒါရှိလို့ရှိရင်အေးခံထားလိုက်တော့မယ်နော် မြေပိတ်ပြီးတော့အေးခံထားလိုက်ပါတော့မယ်ဝင်းပစ္စည်းတွေကတော့ဆွမ်းနားဒီမှာလျှော်ထားတဲ့ရွှေကြည်မုံ250ဂရမ်အေးခံထားတယ်မျိုးစားက နှိုးစိတ်390 g ဒီဟာတော့အုံနှိုး350 g ဒါကချောပဲသမင်းစားစုံနဲ့သုံးစုံကျက်ဥသုံးလုံးအပေါ်မှာဖြူဖို့ဖိစီနော်ဖတ်တင်ပြီးတော့လှုပ်လိုက်ပါတော့မယ်အားလုံးမလိုက်ကြည့်ပေးပါအောင်နော်ဒီမှာအရင်ဆုံးစားလေးလည်းဘန်တော့လောက်ထည့်လိုက်တယ်။အုံးလို့အုံးလို့လည်းတစ်ခါလေးထည့်လိုက်မယ်။ပြီးထောက်ပဲ့ ထုတ်ပါတယ်တစ်ခါလေးထည့်မယ်ဇင်းလေးထည့်လိုက်တယ်ချိုးပေါ်မှာဆိုလို့ဒီကြားလေးလည်းနှဆုံးတော့ထည့်လိုက်တယ်နော်ပြီးတော့ဒီမှာကြောက်တော့လုံးခလောက်ထားတာဒါလေးလည်းတစ်ခါလေးထည့်လိုက်မယ်ဒီမှာအားလုံးကိုနှက်ဆက်တော့ပြောပြီးတော့မှုလိုက်ပါမယ်နော်ဒီမှာအခုဆိုလို့ရှိရင်အားလုံးပျော်ဝင်သွားပြီဖြစ်တဲ့အတွက် ညီအေးလေးနဲ့စားပြီးတော့တည်လိုက်ပါတော့မယ်နော်ခုဆိုလို့ရှင်မုတ်ကလေးလေးပြင်လာပါပြီနော်အားလုံးခြေရီခန်းသွားပြီးတော့မုတ်သားစီပြန်လာတဲ့အထိကြိုးပြရမယ်နော် ကဲမှဒီနေထားမှဆိုလို့ရှိရင်စပီဒီကြောင့်ပြင်းတဲ့ဒီဥစည်းလေးတွေပါတစ်ခါတည်းထည့်လိုက်မယ်နော် ဟုတ်ကဲ့ပါဒီအနေထားဆိုလို့ရှင်ရပါပြီเนาะဟိုသားတွေကရောင်းမမှာလဲကမ်ပဏီတော့သူကလည်းသူတလုံးနဲ့တထွေတည်းဖြစ်သွားပြီဆိုလို့ရှင်ဒီကအနေထားဆိုလို့ရှင်ခုလို့ရပါပြီเนาะကဲပါခုဆိုလို့ရှင်ဖုံးမယ်မိုးတွေကိုဖုံးမယ်ခွက်ထဲကိုထည့်လိုက်ပါတော့မယ်เนาะစီလေးလေးတုတ်ထားတယ် ဒီချာချာလေးတော့ဖြီးပြီးတော့သိပေးပါနော်အဲ့ဒါမှမူတန်းလေးတွေကကြီးရဲ့ခါကြရင်ဖွဲ့ပြီးတော့မထွက်သွားပဲနဲ့ကြစ်ကြစ်ကလေးဖြစ်နေမှာပါဒီမှာခုဆိုလို့ရှိရင်မျက်နှာပြင်လေးလေးမြင်ညာဖြစ်သွားပြီဖြီးသိမ့်ထားတာကြည်ကျင်းလေးလေးနဲ့ဖြစ်နေပြီအားဆိုလို့ရှိရင်ဘင်းစီလေးဖြူလိုက်တော့မယ်နော်အပေါ်ကနေဘင်းစီလေးမဖြူရင်အပေါ်ကနေထောပဲစီလေးနည်းနည်းလေးတုပ်ပေးမယ်နော် ကဲဗင်းစီလေးဖြူလိုက်ပါတော့မယ်ကဲပါဒီနေထားဆိုလို့ရှိရင်ရပါပြီစပ်ပြီးတော့ဖုတ်ပါတော့မယ်နော်ကဲပါဆိုရင်အင်ဖရိုင်ယာလေးကိုထည့်လိုက်မယ်နော်အင်ဖရိုင်ယာလေးထည့်ပြီးတော့တရား 90ဒီဂရီနဲ့မိနစ်23မိနစ်ဖုံမယ်နော်ခေရဆိုလို့ရှိရင်ဖုတ်ထားလိုက်ပါတော့မယ်ခုပဲပါအခုဆိုလို့ရှိရင်190ဒီဂရီနဲ့23မိနစ်ဖုတ်ထားတာချက်ပြီးရပြီဆိုတော့ထုတ်ကြည့်လိုက်မယ်မိုသားချက်မချက်ဘူးတစ်ချက်ဆန်းကြည့်မယ်နော်အတုံးချောင်းလေးနဲ့မိုသားလေးတွေကတ်မပါလာတော့ဘူးဆိုလို့ရှိရင်ထုတ်ပြီးတော့အေးခန်းလိုက်ပါတော့မယ်ခေပါအခုဆိုလို့ရှိရင်ချွေကြီးစနေမကင်းလေးရဟိုဟာအေးဝပြီပေါ့နော်ဝင်လိုက်တော့မယ်နော် ခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ See you next video. Bye bye.